မမစိုက်ထားတဲ့အပင်လေးတစ်ပင်နဲ့မိတ်ဆက်ပေးပါမယ်။အာဒီပင်လေးကတော့ရွက်ပေါက်ကမုန်းပင်လေးပါ။ဒီပင်လေးကိုစိုက်တဲ့အခါမှာဘာတွေကောင်းကျိုးပြုတယ်လဲ၊ဘာတွေကောင်းကျိုးပေးတယ်လဲဆိုတော့အာစီးပွားလက်လာပါတွေကို တိုးတက်စေတယ်၊လက်ရွှင်စေတယ်ပေါ့နော်။သူ့ရဲ့အပင်လေးတွေမှာထူးခြားချက်ကလေးတွေရှိပါတယ်။အာဒီအပေါက်ကလေးတွေပေါ့။အရွက်ကလေးတွေမှာ အပေါက်ကလေးတွေခုနှစ်ပေါက်ပါရင်တဲ့လက်ဝင်နဲ့ငွေရှင်တယ်ပေါ့နော်အပေါက်ကလေးတွေမှာ၉ပေါက်ပါတယ်ဆိုလို့ရှိရင်ကံကောင်းခြင်းတွေကိုတဲ့ဒီအပင်လေးကနေပြီးတော့ယူဆောင်လာပေးပါတယ်တဲ့အဲ့တော့အပင်လေးတွေကသူတို့မှာစွမ်းအားလေးတွေစွမ်းအင်လေးတွေရှိတတ်ကြတယ်ပေါ့နော်အပင်တိုင်းအပင်တိုင်းမှာအာကိုယ့်အိမ်မှာစိုက်ထားမယ်ဆိုရင်ကိုကလည်းပင်ချစ်တတ်သူဖြစ်ရမယ် ပြပြဆွဆွလေးလင်းထားမယ်ဆိုရင်တော့အပင်လေးတွေကကိုယ်ကိုကောင်းကျိုးပေးပါတယ်။ခင်အဲ့ဒါလေးကိုမမလာပြတာဒါလေးကရွက်ပေါက်ကမုန်းမင်လေးပါရှင်။